အားလုံးမင်္ဂလာပါရှင်။အာစီတုထဆောင်ယတဆောင်ချင်းနဲ့မှပြန်လည်ကြိုဆိုပါရစေ။ကျမအန်ဂျီပါ။ကျမဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ဆရာအက်ကစောရဲ့စုံထီကြီးဥပသားနဲ့အစာပင်ဆိုတဲ့ဇလန်တွဲလေးပဲဖြစ်ပါရစေ။လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်။အပင်ဆိုတာတော့လူတိုင်းကြောက်ပီးသားဖြစ်မှာပါ။ဒါပေမဲ့တည်တည်ချာချာနားလေသလားဆိုရင်တော့ရောင်ဝါဝါပဲတည်ကြလား။ကျုံလို့ပေါ့ဗျာ။ တူတူလေးအပင်းဆိုတဲ့စကားကိုသုံးနေကြတာပါပဲ။ဘာကိုတည်တည်ချာချာပြောချင်တာလဲဆိုရင်တော့မကောင်းတဲ့အရာတစ်ခုလိုပဲပြောနိုင်တယ်။တေချာတော့မပြောတတ်ဘူးဗျ။ကျုပ်တို့ဒေသကအစဲတန်နေဆိုတော့အပင်းဆိုတဲ့စကားကိုလည်းမကြခဏသုံးတက်ကြတယ်။အထူးသဖြင့်သမီးစားရည်ဆိုတော့အပင်းချတယ်လို့ပြောတာပေါ့ခုခေတ်တော့ခက်စားနေတဲ့ဆောက်ဆိုတဲ့စကလုံးနဲ့တွဲပြီးဆောက်ပင်းချတယ်ဆိုပြီးဖြစ်သွားရောဗျာ ေါသထွက်နေတဲ့အချင်းတို့ဘာလို့ဆိုရင်အဲ့ဒါလို့ပြောပြတာများတယ်။အမေကတွတ်တူကိုမြောက်တွေးလို့မပြောတော့ပြီမဲ့အပင်းဆိုတာတော့တိတ်ပြောတာဗျ။တွတ်တူညီမအငယ်ဆုံးလေးကဟင်းဆိုရင်တိတ်ကြီးများတတာ။ဟိုဟင်းမစားဘူး။ဒီဟင်းမစားဘူး ਨੇ ကြီးချတတ်တာပေါ့။အမေကစိတ်တူလာရင်ညီမကိုဆေးရောဗျ။ဟဲ့နင်းကဒီဟင်းနဲ့မစားရင်ဘယ်ဟင်းနဲ့အပင်းချောင်းလဲ။ပြောစမ်း။ဆိုပြီးစစ်တတ်တာပေါ့ဗျာ။ ကျုပ်တို့တွေဆိုရင်လည်းဆဲတာပဲထုံးစံအတိုင်းမကြိုက်တဲ့သူကတော့ဥပသားကြီးပေါ့ဗျာဥပသားကြီးကအမေကိုတတိပေးပါတယ်မိတန်နေအဲ့ဒါလို့မပြောနဲ့ဟာအပင်းဆိုတာဘာလဲညီးတိရလားအမေကလည်းထိတ်ထိတ်လန့်လန့်နဲ့ဥပသားကြီးကိုလက်အုပ်ချပြီးတော့တောင်းပန်တော့တာပေါ့မတောင်းပန်တော့လည်းမရဘူးလေခုတခါကျုပ်တို့ကိုမြက်ကလေးတွေလို့ပြောတော့ကဥပသားကြီးကကျုပ်တို့ကိုမြက်ဖြစ်အောင်လှုပ်လိုက်တယ်မဟုတ်လားဟာဗျာ မသိပါဘူးရှင်ဒါပေမဲ့ကျမတို့ကိုလက်တွေ့တော့မပြပါနဲ့အေးပါဟာငါမလုပ်ပါဘူးဒါပေမဲ့နင်တို့တည်တည်ချာချာမသိတဲ့အရာနဲ့ကြိမ်တွယ်ပြီးမပြောပါနဲ့ဟာဝစီပေရာထိတိုင်းရှာတယ်တဲ့နင်တို့ဘေးဖြစ်မှာဆိုလို့ငါကပြုတ်ပြုတ်နေရလားအဲ့ဒီနောက်ပိုင်းတော့အမေကနေနေဆင်ခြင်သွားတယ်ဒါပေမဲ့ကိုရွေမကြုံရလို့လားတော့မသိဘူး तू စိတ်လွတ်သွားရင်တော့ပြောတတ်သေးတယ်ဗျထားပါတော့ဗျာ အပင်ထဲမှာအစာပင်းဆိုတာကရှိသေးတယ်ဗျအစာထဲမှာထည့်ပြီးကျွေးတဲ့အပင်ပေါ့ဗျအဲ့ဒီအပင်ကအောက်လန်းနီးတွေဆုံးပညာတွေနဲ့ပြုတ်လောက်ထားတာဆိုတော့သူ့အစွမ်းနဲ့ပညာအပေါ်မှာမူတည်ပြီးတော့စားလိုက်တဲ့သူကို မကောင်းတာတွေဖြစ်စေတာမဟုတ်လားကောင်းတာဖြစ်စေတယ်ဆိုတော့ကျွတ်တသက်မကြဘူးပေါ့ဗျအစာပင်းအထည့်ခံရတဲ့သူကတော့ကျွတ်အဖေဗျအဖေကတကြီးမဟုတ်လားပြီးတော့ကျုပ်တို့ခက်ကတကြီးတွေကို လူပုံများတဲ့ခက်ဗျဘာလို့လူပုံများတယ်လဲဆိုရင်တော့တာဝန်ကြီးစပားတွေကြောင့်ပေါ့ဗျခုခေတ်လူတွေကတော့မိမမဟုတ်ဘူးဘာလို့လဲဆိုတော့အဲ့ဒီစနစ်ကမရှိတော့လို့ပဲတွတ်တုခေတ်တုန်းကတော့စပားထွက်ပြီးတဲ့အချိန်ဆိုရင်အစိုးရလူကြီးတွေကရွာတွေကိုဆင်းလာပြီးတာဝန်ကြီးစပားလာဝဲကြတယ်ဗျတရွာကိုစပားပင်နဲ့တင်းဆိုပြီးတော့သတ်မှတ်ချက်နဲ့လာတာသတ်မှတ်ချက်အတိုင်းမပေးနိုင်တဲ့ရွာကတော့ဒဏ်တက်ခံရတာပေါ့ဗျအဲ့ဒီခေတ်က ကိုယ်လည်းမှကိုဖောက်သားကိုစိုက်ပြူပြီးစပားထွက်ပြီးဆိုရင်အစိုးရကိုပြန်ရောက်ရတဲ့စနစ်ရှိတယ်ဗျပြန်ရောက်နေဆိုပေမဲ့လည်းပေးတဲ့ဈေးကပြင်ပပေါက်ဈေးထက်အတော့ကိုနေတယ်ပြောရရင်ခွက်ဈေးနဲ့အလကားမှတ်တင်ယူသလိုပေါ့ဗျာဒီတော့တဝါရင်းလုံးပင်ပင်ပန်းပန်းစိုက်ထားရတဲ့လေသမားတွေကဘယ်ရောက်ချင်ပါမလဲအစိုးရလူကြီးတွေကော်မတီဝင်တွေကလည်းဒီရွာကဘယ်သူကတော့စပားပင်နဲ့တင်းထွက်တယ်ဆိုတာဘယ်သိမှာတော့ဗျာ ဒီတော့ရွာလူကြီးကိုပဲတောင်းပန်ပေးတာပေါ့တရွာကို စပားတင်းတရားဆိုရင်ရွာလူကြီးကတော့ဘယ်သူကအထွက်ကောင်းလို့ဘယ်နဲ့တင်းထွက်တယ်ဆိုတာမန်းချေနဲ့သိပြီးသားပဲမဟုတ်လားဒီတော့ရွာလူကြီးကပဲဟိုလူကတင်း30ဒီလူက10တင်းစသဖြင့်စပားဆက်တဲ့သူတွေကိုတောင်းပန်ကြီးစပားရောင်းခိုင်းရတာပေါ့ဗျာကိုပင်ပင်ပန်းပန်းဆက်ပြိုးထားတဲ့စပားကိုအလကားပတ်တင်းပေးလိုက်ရမှာဆိုတော့ဘယ်ပေးချင်မှမလဲဗျာဒီတော့ တကြီးကိုပဲမုံကြတာပေါ့တချို့ရွာတွေဆိုရင်တော့တကြီးကိုလက်ထိုးကြတယ်သူတို့ကိုစပါခွဲနဲ့မချပေးဖို့ပေါ့ဗျာတချို့ရွာတွေဆိုရင်လည်းတကြီးကအမှန်တမတ်မချဘူးလေသူ့လေသူ့စင်မျိုးလွယ်တွေကိုတော့ခြံထားပြီးတခြားသူတွေကို စပါခွဲနဲ့ချပေးတာမျိုးပေါ့အဲ့ဒီမှာအစိုးရလူကြီးတွေကော်မတီလူကြီးတွေပြန်သွားပြီးဆိုရင်တကြီးကိုမချိနဲ့တဲ့သူတွေကအမျိုးမျိုးရံပြုတ်တော့တာပဲဗျို့ ကျုပ်တို့နေရင်တောင်ဖက်ကစဘာအထွက်ကောင်းတဲ့ရွာတွေမှာတကြီးမျက်နာလိုက်တယ်ဆိုပြီးအိမ်ပေါ်တက်ပြီးဓာတ်နဲ့ပိုက်ကြတဲ့ဗျာအဲ့တလောက်တော့လူမုံများကြတာစဘာအတွက်နဲ့အမှုခင်းတွေဖြစ်ကြရင်တွေဖြစ်ကြနဲ့ခက်ရောက်တဲ့သူတွေရှိတယ်လို့အချုပ်တွေထုံနေကြသွားတဲ့သူတွေလည်းရှိတာပေါ့ဗျာကျုပ်တို့ရွာမကတော့တိတ်ပြီးမစိုးလာဘူးလို့ပြောရမယ်အဖေကတမတ်တမတ်ကြကြပဲစီစဉ်ပါတယ်ဘယ်သူကဘလောက်ထွက်တယ်ဆိုတာတော့သိပြီးသားကို ောက်ပြီးတော့ဒီနှစ်ဒီလူစီကခွဲတန်းယူပြီးရင်နောက်တနှစ်လောက်တော့အဲ့လူကိုချမ်းထားပေးတယ်။ဒါကြောင့်မို့တိတ်ပြီးလူမုံမများကြပါဘူး။ဒါပေမဲ့မယောင်းချင်တဲ့သူတွေကတော့စပားတွေဖွက်ထားကြတယ်ဗျ။ကြီးတွေတဲကိုမထည့်ပဲတနည်းရရမှဖွက်ထားတာပေါ့ဗျာ။ဒါပေမဲ့နှစ်တိုင်းခွဲတန်းနဲ့မှပါနေတဲ့သူကတော့ဥပသားကြီးပေါ့ဗျာ။ဥပသားကြီးမှာလက်စေဧကနဲ့သုံးမှတ်လောက်ရှိတယ်။သုံးမှတ်ဆိုတာက၄ပုံ၃ပုံကိုပြောတာပေါ့ဗျာ။ ဥပါဒကြီးလေးတွေကစပန်းအထွက်ကောင်းနေပြ။ရွာကလူတွေကတော့ဥပါဒလေးကစံတွင်းဆိုရင်ဘယ်သူမှမဆောင်ရွက်ကြဘူး။ဥပါဒကစောင့်ကိုဝင်ပညာတွေနဲ့အထွက်ကောင်းအောင်လုပ်ထားတာလို့တော့ပြောတတ်ကြတယ်။ဒါပေမဲ့ကျောက်ကတော့စောင့်ကိုဝင်နဲ့လုပ်တာလို့တစ်ခါမှတော့မမြင်ဖူးပါဘူးဗျာ။အချိန်ပြည့်လေထဲမှာတကုတ်ကုတ်နဲ့အလုတ်လုတ်နေတတ်တဲ့ဥပါဒကြီးကိုပဲမြင်ပါရဲ။အောင်းနှုတ်ရင်နှုတ်နေတယ်။ကတဲ့င်းတွေဖွန်နေရင်ဖွန်နေတတ်တယ်။မြည်စီတွေကျွေးနေတတ်တယ်။ အာတခါမှမနေပဲလေကိုတော့အတော့ကိုပြုတ်စုတဲ့လူကြီးဗျကြုံတုံပြောရအောင်မေဗျာတနစ်ပေါ့ဗျာအဲ့ဒီတက်ကမုံနောင်ကောင်းတော့စဘာတွေကအတော်ပြက်တာဗျအဲ့ဒီတုန်းကတုတ်တုတ်စီမှာဆေးမရှိသေးတော့နှွေစဘာမဆိုင်ကြဘူးမိုးစဘာပဲစောင့်ပြီးဆိုင်ကြရတာမိုးစဘာဆိုတာကလည်းမိုးကိုစောင့်ပြီးဆိုင်ရတဲ့အပြင်ရာသီဥတုမကောင်းရင်စဘာတွေပြက်ရောပဲဗျဒါပေမဲ့အဲ့ဒီအချိန်ကျတော့အစိုးရလူကြီးတွေကရောက်လာကြတယ်ဗျ ဒီတစ်ခါလူကြီးကတော့အရင်လူကြီးတွေလိုစကားကိုအေးအေးဆေးဆေးမပြောကြဘူးဗျာတော်တော်ကိုရင်သေးပြီးမောက်မာတယ်ဆိုတာပဲအဖေကတော့ပြပြလေးလေးဆက်ဆက်ပါတယ်ဒီလူကြီးကိုကလူ့ကွာစာကြီးဖြစ်မှာဗျာသူတို့ကအဲ့ဒီတော့ကလူပြိုပေါက်ပေါ့ဗျာအဲ့ဒီလူကြီးမျက်နှာကိုကြည့်ပြီးလက်သေးနဲ့ကြီးကိုလှိမ့်ထိုးချင်တာဗျာရွာကလူတွေကိုလည်းချိန်ချောက်လိုက်တာဗျာထောင်ချမေတို့ဖမ်းမေစီးမေတို့ ਨੇ နောက်တော့ဘာစိတ်ကူးပေါက်တယ်မသိဘူး အဖေကိုခေါ်ပြီးတော့စပားရီဖတ်မဖတ်စစ်ပဲဆိုပြီးရွာထဲကိုဆင်းကြတယ်။အဲ့ဒီမှာဥပသားကြီးနဲ့တွေ့တာပေါ့။ဥပသားကြီးအိမ်နောက်ကစပကြီးထဲမှာ စပားရီတိတ်မရှိဘူးဖြစ်နေတယ်။နှစ်တိုင်းအထွက်တိုးလာဆိုတော့စပကြီးကအတော့ကိုကြီးတယ်ဗျ။အဲ့ဒီမှာဟိုလူကြီးကဥပသားကြီးကို စပားခွက်ပါတယ်ဆိုပြီးတော့ဆွဆွဲတာပဲ။ဥပသားကြီးကနွားမွေးတယ်ဆိုတော့နွားတင်းကောက်အနောက်မှာကောက်ရိုးပုံအကြီးကြီးထားထားတယ်။ ဲ့ဒီကောက်ရိုးပုံကြီးထဲမှာစပားတွေဖွက်ထားပါတယ်ဆိုပြီးကောက်ရိုးပုံကြီးကိုမှွေမှွလိုက်တာပဲဗျို့ဘာစပားမှထွက်မလာပါဘူးကောက်ရိုးပုံကြီးကတော့ပျက်စီးပြီးကောက်ရိုးတွေလည်းပွားစာကျဲနေတာပေါ့ဗျာတော်ယုံတန်ယုံစိတ်မဆိုးတတ်တဲ့ဥပဒါကြီးကမျက်ထောက်နေကြီးနဲ့အဲ့ဒီလူကြီးကိုကြည့်နေတာဗျာအဖေကရိတ်မိသွားတော့ဥပဒါကြီးကိုလှက်ဆွဲပြီးဘာသာဒီစိတ်အေးအေးထားပါခမည်းကောက်ရိုးပုံကိုကျုပ်ပြန်ပြင်ပေးပါမယ်ဘာမှမလုပ်ပါနဲ့ ရွာသားတွေမျက်နှာကိုကြည့်ပါဗျာအဲ့ဒါလို့ပြောတော့ဥပဒါကြီးကတစ်ချက်ခေါက်ပြီးအိမ်ပေါ်ထက်ကိုတက်သွားတော့လာပဲဗျဟိုလူကြီးကလည်းတောင်းပန်ဖို့မပြောနဲ့သူကတော့ပြန်တထောင်းပါမှနဲ့ပြန်ပြောဆိုနေသေးတာဗျအဖေကကျုံနဲ့ကျုံညီနဲ့ကိုကောက်ရိုးပုံကြီးကိုပြန်ပြင်ပေးဖို့တောင်းဝန်ပေးပြီးသူတို့ကတော့ခြံထဲကနေထွက်သွားတယ်ကျုပ်တို့လည်းအလုလုဖို့ထွန်ချစ်တွေးကောက်လိုက်တဲ့ဆိုရင်ပဲဥပဒါကြီးကအိမ်ပေါ်ခဆင်းလာပြီး ဟဲ့ကောင်လေးတွားကြငါဖာသာငါလှုပ်လိုက်မယ်အဲ့ဒါလို့စင်ပြေပြောတာနဲ့ကျုပ်တို့ကလည်းခြံထဲကနေပြန်ထွက်ခဲ့တာပေါ့ဗျာသူ့ခြံကအကျဲကြီးဗျကျုပ်တို့လည်းခြံဝါရောက်တော့ကြောရဲစိန်လာတာနဲ့ဥဖောက်သားကြီးခြံထဲကိုပြန်လှည့်ကြည့်မိလိုက်တယ်နွားတင်းကောက်အနောက်မှာကောက်ရိုးပုံကြီးကဟီးနေတာပဲဗျကျုပ်တို့ထွက်လာတာ9မိနစ်တောင်မရှိသေးပါဘူးကောက်ရိုးပုံကြီးကပုံမှန်အတိုင်းပြန်ဖြစ်နေပြီဗျကျုပ်ကတေချာအောင်လို့ခြံထဲပြန်ဝင်ကြည့်ချင်ပေမဲ့ ကျုံကြီးကကြောက်လို့ကျုံလက်ကိုဆွဲပြီးပြေးတာနဲ့ကျုံလည်းသူ့နဲ့လိုက်လာခဲ့ရတယ်ဗျာအဲ့ဒီနှစ်မှာပဲစပါးတွေတွင်းတော့ဥဖသားကသူတာဝန်ချတဲ့စပါးခွဲတန်းတဲ့နှစ်ဆပိုးသွင်းနေဗျာစိတ်နာသွားတာလားဘာလားတော့မသိပါဘူးနောက်တော့ကျုပ်တို့တော်တော်ကိုကြီးတော့မှအဖေကပြောပြတယ်အဲ့ဒီနှစ်ကစပါးတွေယော့လို့ရွာကိုလာတဲ့လူကြီးကတော်တော်ကိုရှင်းလိုက်ရတယ်တဲ့ဥဖသားလက်ချက်ပေါ်ကွာတဲ့ ဒီလိုတကြီးပုံးနဲ့ခစ်ဆိုပေးမဲ့တုတ်တို့ဖေကိုတော့ရွာထဲမှာဘသူမှမပုံးချပါဘူးအဖေကိုချစ်ကြတယ်ဗာလီပဲချစ်ချက်ဟင်းပေါ်ရင်တော့တကြီးဖို့ဆိုပြီးတော့မှပြေးပြီးပို့တကြတယ်မုတ်လုတ်တယ်ဆိုရင်လေရွာဦးချုံးကိုတစ်ခွက်ပို့တယ်လို့တကြီးအိမ်ကိုလည်းတစ်ခွက်ရောက်လာတတ်တယ်လေတုတ်တို့အိမ်မှာဟင်းစုံနေမုတ်လေစုံနာမို့လို့တုတ်တို့ကဦးဆိုးတာပေါ့ဗျာတရက်တော့အဖေကထမင်းစားပြီးတော့အမ်ပါရောအာနာမဗျာစားထားသမျှထမင်းတွေအကုန်ပြန့်အပ်ထွက်တာ ကျုပ်တို့လည်းအဖေနေမကောင်းဘူးပဲထင်တာပေါ့ဗျာဒီလိုမျိုးနေ့တိုင်းဖြစ်တာတော့မဟုတ်ဘူးဗျနေ့ရက်တစ်ခါတုံးရက်တစ်ခါဆိုသလိုအံ့လာတယ်စေးစရာကြီးနဲ့ခေါ်ပြတော့တာပေါ့စေးစရာကြီးကလည်းအစာကြေးစေးတို့လေနိုင်စေးတို့ပေးပြီးကုတာပေါ့ဗျာအဖေကိုပျောကလို့ဘယ်သူမှမထင်ကြဘူးဘာလို့မထင်ရသလဲဆိုတော့အဖေကဖះတရားတိတ်လုတဲ့သူကိုဗျာလာပြေလာကွယ်ဥပုပ်နေဆိုရင်အဖေကဥပုပ်ပြတ်တယ်မရှိဘူး ရွာကူးချောင်းကိုလည်းတခြားအလုပ်တွေမရှိရင်မနဲ့တိုင်းရောက်တယ်။လှုပ်ဆရာရှိတာတွေကိုလှုပ်ပေးတယ်။ဆရာတော်နဲ့တရားအကြောင်းတွေပြောဖြစ်ကြတာပေါ့။နေ့လေနေ့ချင်းဆိုရင်လည်းအဖိုးရဲ့တငယ်ချင်းအဖိုးမယားတို့အဖိုးတောင်တို့နဲ့တရားအကြောင်းတွေပြောနေတတ်ကြတယ်။ကျုပ်တို့အဲ့ဒီတုန်းကတော့အနာမှာသွားထိုင်ပြီးနားထောင်လေဘာမှတော့နားမလည်ဘူးပေါ့ဗျာ။အဖေကပုံမမနဲ့အစောကြီးတစ်ချိန်ညနေတစ်ချိန်ဝတ်တက်တက်တယ် ဝတ်တက်တယ်ဆိုတာကဖျားရှိခိုးတာကိုပြောတာပါတခါဖျားရှိခိုးရင်လေတနာကြီးတနာကြီးခွဲတော့ကြားတယ်ဗျဖျားတရားအရန်လုပ်တဲ့သူဆိုတော့ဆုံးတို့ပြောကားတော့မဟုတ်ဘူးလို့ပဲထင်တာပေါ့ဒီလိုမျိုးရက်ချအနာလိုက်တာတလှလောက်နေတော့အဖေကအထိုးကလေးကိုပိန်ကြသွားတယ်နောက်ပြီးတော့ညညတွေဆိုရင်လေအိတ်မရဘူးလို့ပြောတယ်သူအိတ်ဖို့ကြိုးစားတိုင်းမျက်စိကြီးကပွင့်နေပြီးပိတ်လို့မရဘူးတယ်လေဒီလိုနဲ့ ဖေကမနေ့ပိုင်းဖះမရှိခိုးဖြစ်တော့ဘူးတညလုံးအိတ်မပြောပဲမနေ့အစောကြီးမှအိတ်ပြောသွားတက်လို့အမေကလည်းမနိုးတော့ဘူးပေါ့တရက်တော့ကျုပ်တို့ထမင်းစားနေကြတဲ့ချိန်မှာဥပသားကြီးကရောက်လာတယ်ငပြောသည့်ခန့်ကြီးကိုထမ်းပြီးလာတာပေါ့ဗျာကျုပ်တို့ထမင်းစားနေတော့မို့အိမ်ရှိကကွက်ပြက်မှာပဲထိုင်နေပါတယ်အဖေကလှောင်းအောင်လိုက်တယ်ဘာသာကြီးဘာကိစ္စရှိလို့ဘာမှမဟုတ်ပါဘူးတကြီးရအိမ်မှာငပြောသည့်တစ်ခိုင်မှဲ့နေတာနဲ့ တကြီးတို့စားရအောင်လို့လာပေးတာပါ။တကြီးထမင်းစားနေတာအာနာလို့ဆက်စားပါ။ကျုပ်ဒီမှာပဲထားခဲ့မယ်။ကောင်းတာပေါ့ဗျာ။ဥပဒါကြီးပါကုတူရသွားအောင်ကျုပ်ဖះဆွန်းတို့ကပ်ပေးမယ်ဗျာ။ဒါနဲ့မဟုတ်တာတွေတော့မပါပါဘူးတော့။အဖေစကားကတမျိုးဗျ။ဥပဒါကတော့စိတ်မဆိုးပါဘူး။အပြုံးတော့မပြတ်ပါဘူး။ပေါက်ပေါက်ရှားရှားတကြီးဟာဒါတွေကတဘာဝအတိုင်းတီးမဲ့တာတွေပါဗျ။ဥပဒါကြီးကထထွက်ဖို့အစိုးပြင်နေရုံရှိသေးတယ်။ အဖေကထွေးခံကြီးကိုကောက်ကင်လိုက်ပြီးတော့ထမင်းဝိုင်းကနေထပြေတော့တယ်။တုတ်တုတ်အိမ်ရှိခြံထောက်မှာရေသုံးနေနေရရှိတယ်ဗျ။အဲ့ဒီမှာသွားပြီးတဝော်ဝော်နဲ့အန်ချနေရောဗျို။ဥဖာသားကြီးကထူးဆန်းပြီးတော့အဖေစီပြေးသွားလိုက်တယ်။တတိအဆမ်းမကြီးလို့လား။အဖေကအံပြေးမိုးနေတာကြောင့်တော်တော်နဲ့စကားပြန်မပြောနိုင်ဘူးဖြစ်နေတယ်ဗျ။နောက်တော့မှသူ့လေပင်မှာပတ်ထားတဲ့တပတ်တထိန်နဲ့ပါစပ်ကိုတောက်ရင်းဟုတ်တယ်ဗျာ။ အစာအိမ်လိုလိုလေးနာလိုလို ဖြစ်နေတာတလှတော့ကြောခဲ့ပြီဗျဥပတာကတကြီးအန်ထားတာတွေကိုတစ်ချက်ကြည့်ပြီးမျက်မှောင်ကျုံလိုက်တယ်ကျုံလက်ထမင်းစားပြီးတော့တံပကံလေးကိုကိုင်းပြီးပကံဆေးဖို့ရေသုံးတဲ့အနားကိုရှောက်လာတာပေါ့ဗျာအဖေနဲ့ဥပတာကြီးတို့တူ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 စကားပြောနေကြတာကြည့်ပြီးတိချင်လာတာနဲ့မရောက်မလဲနဲ့အနားကိုကတ်ခဲတာပေါ့ဥပတာကြီးကအဖေလက်ကိုလှမ်းဆွဲလိုက်တယ်တကြီးကြုတ်ကိုယူလား အဖေကဘာမှပြန်မပြောဘူးခေါင်းပင်ကြိတ်ပြလိုက်တယ်။ဥပဒါကြီးကအဖေလက်ကိုဆွဲကင်ပြီးတော့သူ့လက်ဝါးကိုအဖေနာကပ်ပြီးတခုခုရွတ်လိုက်တယ်။နောက်တော့အဲ့ဒီလက်ဝါးနဲ့အဖေလက်ဖွားကိုရိုက်ထည့်လိုက်တယ်။မကြပါဘူးဗျာ။အဖေလက်ဝါးမှာအနဲ့ရောင်ထဆင်ထူပုံကလေးပေါ်လာတယ်ဗျာ။ထဆင်ထူပုံတိတ်ပြီးမပီမတလေးပေါ့။အနဲ့ရောင်ကတော့သွေးချေဥတလို့အနဲ့ရောင်ကလေးဗျာ။အဖေက လက်နဲ့ပုတ်ကြည့်တော့ပြတ်မသွားဘူး။အရှိပြားအောင်မှာပုံနေတဲ့ပုံပဲဗျ။တကြီးကိုသူများလှုပ်ထားပြီးအောက်လက်အစီရင်နဲ့လှုပ်ထားတာ။ဥပသာစကားကိုအဖေကမယုံသေးတယ်လို့ပဲဗျ။ဟုတ်ပါမလားဥပသာရဲ့။ကျုပ်ကဘယ်သူကလှုပ်မှာလဲ။နောက်ပြေးကျုပ်ကလည်းဖျားတရနဲ့နေတာပါ။မဟုတ်ဘူးတကြီး။ဖျားတရနဲ့နေတယ်ဆိုပေမဲ့တကြီးမှာအာနေသွားတဲ့အချိန်မှာသူများကလှုပ်လိုက်တာပဲ။နောက်ပြီးတော့ ဒီအပင်းကိုကြည့်ရတာအစာအပင်းဖြစ်မယ်။လှုပ်ထားတဲ့သူက တော်တော်ဆွန်းဆွမ်းပဲ။တချီဘာမှမဖြစ်ဘူးလား။ကျုပ်ကတော့ရချားဆိုသလိုအနေရာရဲ့ညဖက်အဲ့လိုမရတာရေကလွယ်ပြီးတခြားဘာမှတော့မဖြစ်သေးဘူး။ဥဖသားကအဖြစ်လက်ဝါးကိုသေးသေးချာချာလက်ညှိုးထိုးပြီးတော့ခေါင်းတဆက်ဆက်ညိတ်တယ်။အေးဗျလှုပ်ထားတာကတော့တချီကိုသေးအောင်လှုပ်ထားတာတချီ။တချီကဖျားတရမြဲနေလို့မသိတာ။ ဒါတော့မှတဖြည်းဖြည်းနဲ့ခန်းစားနေရပြီမဟုတ်လားအေးဗျာခမားပြောတာဖြစ်နိုင်တယ်အခုဆိုရင်ကျုပ်မနဲ့ပိုင်းတော့ဖယားမရှိခိုးဖြစ်တော့ဘူးညပိုင်းဖယားရှိခိုးရင်လဲစိတ်ကမပါသလိုပဲဗျာဥဖသာကြီးက အဖစ်လက်ကိုပြန်ချလိုက်ပြီးတော့အဲ့ဒါဆို တကြီးပယောကဆရာကောင်းကောင်းနဲ့ကုချင်းကူပါမြိုင်သားကဆရာတုတ်ကြီးနဲ့နမိတ်ကြီးရေမဟုတ်လားလောက်ထားတဲ့သူတော့တော်တော်ဆွန်းဆွမ်းပြအဖေကသူ့လက်ကိုတေးချကြည့်နေတယ် နောက်တော့ဥပ္ပတာကြီးကလေဗျာပို့မဲ့ပို့ကုလို့ရအောင်ပို့စမ်းပါခမရလွတ်နိုင်နေမဟုတ်လားကျုပ်ကတကြီးတို့တမျိုးထင်နေမှာဆိုလို့ပြုတ်ကဲဒါဆိုရင်လေဒီမှာမကောင်းဘူးအိမ်ထဲဝင်ရအောင်အဖေနဲ့ဥပ္ပတာကြီးအိမ်ထဲကိုဝင်လာကြတယ်ကျုပ်လည်းပကံမစည်းတော့ပဲလက်စည်းပြီးတော့လိုက်လာခဲ့တာပေါ့အမေတို့ကတော့အိတ်မထိုက်ချင်တဲ့ပုံပဲဗျအိမ်အောက်ထက်မိဖို့တဲ့ကိုဝင်သွားပြီးတော့ဥပ္ပတာကြီးကစောင့်ကြောက်ထိုင်လိုက်တယ် ဒီနေရာဆိုရင်လူမမြင်တော့ဘူးတကြီးရကဲတကြီးလက်ကိုပေးအဖေရဲ့ထဆင်သူပုံနေတဲ့လက်မဟုတ်တဲ့နောက်လက်တစ်ဖက်ကိုယူလိုက်ပြီးတော့ဥပပါကြီးကမီးဖိုတဲ့ကပြာတွေကိုကောက်ယူလိုက်တယ်။နောက်ပြီးအဖေရဲ့လက်ဖွားပေါ်မှာပြာတွေနဲ့ထဆင်သူပုံစံတစ်ခုကိုထပ်ရေးတယ်ဗျ။ရေးနေရင်ပစက်ကလည်းတစ်ခုခုကိုယူနေတယ်လို့ပဲ။နောက်တော့အဖေလက်ကိုသူ့လက်ဝါးနဲ့ဖုံးကနေရိုက်ထည့်လိုက်တာ။ တစ်ချိန်တည်းမှာပဲဖနှောက်တစ်ချက်မသိမသားလေးပေါက်လိုက်တာကိုတွေ့တွေ့လိုက်ရတယ်။ပြားတွေကလွင့်သွားတာပေါ့ဗျာ။နောက်တော့အဖေကပြုတ်တက်လာတယ်။တခုခုပေးစမ်းဟေ့မင်းတို့အဖေအံ့တော့မယ်။မိဖို့ချောင်းထဲမှာမို့ထမင်းကြီးငဲ့ချနေတဲ့အင်တုံကြီးကိုထိုးပစ်လိုက်တယ်။အဖေကအင်တုံကြီးတဲကိုဖြူဖြူအရေတွေကိုအံ့ချတယ်ဗျာ။နွားနို့တွေလိုပဲဗျာ။အနံ့ကလည်းရှင်းစုပ်စုပ်နေဗျာ။နောက်တော့အဲ့ဒီ ဖြူဖြူအရေးတွေထဲကိုအသားစာတစအန်ချတယ်ဗျာအသားကအစိုက်အတိုင်းပဲနေရဲနေတာပဲဥပပါကြီးကကျုပ်တို့ဘက်ကိုလှည့်ပြီးမင်းတို့စီမှာကိုရွက်ရှိသလားအဖေရောကျုပ်အကူကြီးရောကွန်ဆားတဲ့သူလေးဆိုတော့ကိုရွက်ကအိမ်မှာရှိတာပေါ့ကျုပ်အကူကြီးကလည်းသူ့ကိုအစ်ထဲကကွန်တရွက်ကိုယူပြီးဥပပါကြီးကိုပေးလိုက်တော့ဥပပါကြီးကအသားဖက်ကလေးကိုကိုရွက်နဲ့လှမ်းပြေးကင်လိုက်တယ်အဲ့ဒီအသားလေးက လေတဲ့ရောက်တာနဲ့နံလိုက်တာဗျာပုတ်စော်ကြီးကိုဟောင်းနေတာပဲဥပါသားကြီးကအကူကြီးကိုအဲ့ဒီကိုရွက်နဲ့ထုတ်ထားတဲ့အပန်းစာလေးကိုလှမ်းပေးလိုက်တယ်အဲ့ဒီကိုရွက်ကလေးကိုတေချာကင်သွားကွာရွာလေးကိုပြက်ခက်မကြည့်နဲ့ရွာပြင်ကိုတကြိုးနဲ့ပြေးပြီးတော့ရွာအပြင်ကရိုးချောင်းလေးတဲကိုမျောလိုက်ကွာ အကူကြီးကလည်းကိုရွက်ကလေးကိုကင်ပြေးထွက်ပြေးတော့တာပေါ့ဗျာကျုပ်တို့လည်းအံ့ဩလို့မဆုံးဘူးဥပါသားကြီးကအဖေအန်နဲ့အယူတွေကို အိမ်သာချင်းလေးကိုလောက်ထည့်ခိုင်းလိုက်တယ်။ကဲပကြီးအားလုံးအစင်ပြေတော့ပါပြီ။တကြီးကိုအစိမ့်တရက်တကောင်းနဲ့တိတ်အောင်လှုပ်ခိုင်းထားတာဗျ။လှုပ်တဲ့လူကလည်းဟိုတင်းဥဖတာကြီးကအဖေကိုဝိုင်းကြည့်နေတဲ့ကျွတ်တုတ်ကိုတစ်ချက်ကြည့်လိုက်ပြီးအဖေနားအနာကိုတိုးကပ်ပြီးတခုခုတူတူလေးပြောလိုက်တယ်။အဖေကမျက်လုံးပြူးပြီးအော်တော့ပုံရတယ်။ဟုတ်ပါမလားမောင်ပါပါရဲ့။သူနဲ့ကျွတ်က အတော်ကိုရင်းနှီးတာနော်အဲ့ဒါပေါ့တကြီးရဲ့ဘယ်သူ့ကိုမှမယုံနဲ့ဗျလူဆိုတာကိုယ့်အပေါ်ကောင်းပြနေပေမဲ့နောက်ွယ်မှာဘာချန်စီနေတယ်လဲဆိုတာသိမှမသိတာဘယ်သူမှန်းတော့ကြုတ်တော့မသိပေမဲ့အမေရောကြုတ်တော့ရောဒေါသထွက်တယ်ဗျကို့အဖေကိုတိတ်အောင်လုပ်ထားတဲ့သူဆိုတော့စိတ်ဆိုးတာပေါ့ဗျဥပဒါကြီးကြုတ်အဲ့ဒီလူကြီးကိုတိတ်အောင်ပြန်လုပ်မယ်ဗျကြုတ်ကစိတ်မထိနိုင်ပဲပြောတော့အဖေကကြုတ်ကိုဝန်တားတယ် ထားလိုက်ပါသားယာသူ့အကူတူနဲ့သူသွားပါလိမ့်မယ်အခုအဖေကောင်းသွားပြီဆိုတော့ကျင်းနှက်လိုက်ပါတော့သားရဲ့ဥပါပါကြီးကပြုံးနေရင်တကြီးကတော့ကျုပ်လေးစားပြီးရင်ကိုလေးစားပါတယ်ဗျခမ ्या ကတော့တော့ကိုတီးခန့်ခွင့်လွှတ်နိုင်တဲ့သူပဲဗျဥပါပါကြီးပြန်သွားတော့တယ်ကျုပ်တို့ကလည်းအဖေကိုဘယ်သူလှုပ်တာလဲဆိုတော့ဝိုင်းပြီးမေးကြတာပေါ့ကျုပ်တို့ရဲ့ဒေါသကိုသိလို့နဲ့တူပါရဲ့အဖေကဘာမှမပြောဘဲရင်ကုန်နှုတ်ပိတ်နေတယ်ဗျာ တွတ်တွဖြစ်ဟိုလူလားဒီလူလားဆိုပြီးတို့လို့တို့လို့တွေးပြီးနေလာခဲ့ရတာပေါ့တခါတော့ကျုပ်လည်းအဖေကိုမေးမရရင်တော့ဥပသားကြီးကိုမေးမယ်ဆိုပြီးတွားမိတာပေါ့ဥပသားကြီးကကိုကြီးကိုမြုံပေးဘာပြန်ပြောတယ်လဲသိလားငါလည်းမှီသွားပြီတဲ့ဗျာကဲဖြစ်နေမလားဆိုတာခမားတို့ပဲစဉ်းစားကြည့်ကြပါဒီလိုနဲ့နှစ်တွေတော်တော်ကြာသွားပြီးအဖေလည်းအသက်80နီးပါးရောက်တော့မှကျုပ်လည်းမေးဖြစ်တယ် အဖေနဲ့ရှေးဟောင်းနောင်ဖြစ်တွေပြောရင်ပြန်တတိယသွားတာနဲ့တက်တက်လုံးသိချင်လာခဲ့တဲ့အရာကိုမေးရတာပေါ့အဖေကကောင်းကြည့်ရင်နဲ့အေးလေအခုတော့မင်းအမေလည်းမရှိတော့ဘူးအဲ့ဒီလူလည်းမရှိတော့ဘူးမဟုတ်လားငါ့ကိုလှုပ်တာတော့တခြားသူမဟုတ်ပါဘူးကွာမင်းအမေရဲ့မောင်တန်းထွန်းကွာအဖေစကားကိုကျုပ်ကမယုံချင်ပေမဲ့အဖေလည်းမပြောဘူးဆိုတာကျုပ်သိတယ်ကိုတန်းထွန်းဆိုတာက ကျုပ်တို့ ਨੇ တော်တော်ကိုခင်တာအမေအိမ်ထောင်ကြခါဆဆူအိမ်မှာအတူတူနေကြသေးတာနောက်တော့ကိုတန်းထွန်းအိမ်ထောင်ကြပြီးတော့အိမ်ခွဲနေကြတာပေါ့ဗျာကျုပ်တို့ ਨੇ နဲ့အိမ်တိတ်နေတာပါဗျာဆွေမျိုးအရင်ခောက်ခောက်တွေ့လေဗျာအဖေကလည်းကိုတန်းထွန်းကအဖေရောက်ပါလေအဖေကိုဘာလို့တေးစင်းချင်ပါလဲဒီလိုကွာအဲ့ဒီတက်ကတန်းထွန်းတို့ကစပါးဖွက်တယ်အဖေကတကြီးဆိုတော့ဘဲသူ့လေကဘလောက်ထွက်တယ်ဆိုတာ သိနေတယ်မဟုတ်လားဒါကြောင့်မို့တန်ထွန်းကိုမင်းစပါဖွက်တာငါသိနေတယ်နော်ဆိုပြီးစပါခွဲတန်းချပေးလိုက်တာသူကအဲ့ဒါကိုမချင်တဲ့ပုံရပါတယ်မြိုက်သားကအောက်လန်းဆီယမကြီးစီတွားပြီးအပင်တောင်းပြီးထိုက်လိုက်တာပေါ့ကွာကိုတန်ထွန်းတို့တည်သွားပြီးဆိုပြီးမေကျုပ်အဲ့ဒီစကားကိုကြားတော့ရင်ထဲတုတ်တုတ်ကိုဒေါသဖြစ်သေးတာနောက်တော့မှ အဖေဆုံးဖြတ်ချက်ကိုနားလည်ခဲ့တယ်အဖေကကိုတန်ထွန်းလို့ပြောလိုက်ရင် ရှုပ်ထွေးတဲ့ပြဿနာတွေဖြစ်လာမယ်မဟုတ်လားဒီတစ်ခါတော့အဖေကိုကြုတ်ချီးကျူးမိပါတယ်ဗျာအဖေကဥပဒါပြောတယ်လို့ပဲတော်တော်ကိုတီးခတ်နိုင်ခဲ့တာပဲလေအဲရီအစာအပင်းမိပြီးနှစ်ပိုင်းကလေးကကျုပ်တို့ကသူများနာပေးတဲ့အစာအစာမစားတော့ဘူးဗျလာပေးရင်တော့ယူလိုက်ပြီးဖျားဆွန်းတော့ကတ်เสียရရှိရင်ကတ်တယ်ပြီးရင်သွန်ပြစ်လိုက်တာပဲမဟုတ်ရင်လေသူများတွေကိုပြီးကျွေးလိုက်တာပေါ့ဗျာအဖေအဖြစ်ကိုကြည့်ပြီး ကျုပ်တို့တို့တသက်စာသင်ခန်းစာရခဲ့ပြီမဟုတ်လားဗျကဲဒီနေ့တော့တော်တော့ပြီးစာရေးစရာရေးနောက်နေ့ရောက်ရင်တော့ဥပဒါအကြောင်းကိုထပ်ပြောပြအောင်မယ်ဗျာ